ရှူရိုပါလိစီမီဖိုင်နယ်ပထမအကြော်ဘီဘာအိုနဲ့မန်ချက်စတာယူနိုက်တက်မင်္ဂလာပါကိုခဲအစ်တာဖုတ်ဘောရှူကနေကြိုးစားပါတယ်ကျွန်တော်ကိုခဲမှာဂျာလာရင်းညတနအိဝဲမှာရှင်ပြိုင်ကစားမယ်ဘီဘာအိုနဲ့မန်ချက်စတာယူနိုက်တက်တို့ရဲ့ယူရိုပါလိစီမီဖိုင်နယ်ပထမအကြော်ပွဲကြိုးသုံးသက်ချက်ကိုလှုပ်ပေးသွားကြပါတယ် ဆိုတော့ဒီပွဲနဲ့ပတ်သက်တဲ့ key points လေးတွေကိုကျွန်တော်အစပြီးတော့သွတ်ထုတ်ကြည့်လိုက်ရအောင်ယူရိုပါလိမှာရှုံးပွဲလုံးဝလုံးဝမရှိသေးတဲ့ Manchester United အတွက်အဓိကစိန်ခေါ်မှုကြီးမားလာနိုင်တဲ့ပွဲစဉ်တစ်ပွဲဖြစ်လာမှာပါဘာကြောင့်လဲ Athletic Bilbao သည်ဒီနှစ်အရန်အရန်ကိုကောင်းနေတဲ့ခြေသွမ်းမျိုးနဲ့ကိန်းကနဲအချက်လက် မှတ်တမ်းကိုပိုင်ဆိုင်ထားတဲ့အတွက်ကြောင့်ပါဒီတော့ကြောင့် United တို့စုံတွေ့ခဲ့ရတဲ့အသင်းတိုင်းထက်ပိုကောင်းတဲ့ အတင်းတင်းလို့ပြောရမှာပါ Real Sociedad ကိုအနိုင်ယူကျော်ဖြတ်ခဲ့တယ်ဒါပေမဲ့ Real Sociedad တဲ့ Athletic Bilbao ပိုကောင်းတယ် Lyon အနိုင်ယူကျော်ဖြတ်ခဲ့တယ် Lyon ထက် Teamwork ပိုကောင်းတယ် Team Playing ပိုကောင်းတယ်အတင်းတင်းပါအဲ့တော့ကြောင့်ဒီ Semi Final တွေ့ဆုံမှုမှာ United တို့ရဲ့ဒီနှစ် Europa League ရည်သွေးပိုင်းအရည်ချင်းပိုင်းကိုတေချစမ်းစစ်ခံရတော့မှာဖြစ်ပါတယ်တကယ်လို့ဒါဒီပွဲစဉ်မှာ United တို့တည်ကစားနိုင်ခဲ့မယ်ဆိုရင် Final တက်ဖို့က80%လောက်ရှိသွားပြီတိုးတော့အဲ့လောက်ထိမလွယ်ဘူးဘီဘာကို ိမ်ကွင်းကစားအအရန်ကောင်းပါတယ်ကျွန်တော်ကိန်းကနေအချက်လက်ဆွေးနွေးတဲ့အခါကျရင်ကျွန်တော်ညီကိုတွေဒီဒီပြပြရမယ်လောလောဆယ်တော့တခြားအချက်လက်လေးတွေဆက်ပြီးတော့ဆွဲထုတ်ကြည့်အောင်ကျွန်တော်ရှင်တဲ့ကလက်ရှိရှုံးပွဲမရှိသေးဘူးဆိုပေမဲ့လည်းရေတမမနဲ့ကြည်ရတာခြေသွမ်းမအိယပြိတ္တအဲ့လောက်ထိသဘောတော့မကြဘူးတခုတော့ရှိတာပေါ့လေစိတ်တက်ယူရိုပါလီမှာအရန်ကောင်းတယ်လိုင်ယွန်သင်းကိုခမ်းဘက်နိုင်ခဲ့တဲ့ပွဲကိုကြည့်ကြည့်ပါဦးကြောက်စရာကြီးအဲ့ဒါကြောင့်ယူရိုပါလီမှာတော့ယူနိုက်တက်ကိုညနေလေးခဲပြစ်လုပ်လို့မရဘူးတရှုပ်လို့မရဘူးဗျာပြောချင်တာเนาะခမ်းဘက်နိုင်ခဲ့တဲ့ အဲ့လိုင်ယွန်ပွဲပဲကြည့်ကြည့်လိုက်အစားဆုံးကျင်တော့ယူနိုက်တက်စိတ်တက်တဲ့ခံယူချက်ပိုင်းဘယ်လောက်ကောင်းသလဲဆိုတာသိပါလိမ့်မယ်အဲ့တော့ယူနိုက်တက်ဒီကျွန်တော်လည်းပြောပြပါရယ်မျက်နှာနှစ်ခုနဲ့အသင်းပရီးမီးယားလိမှာဆိုရင်တော့ခြေသွမ်းပိုင်းလည်းမကောင်းစိတ်တက်ပိုင်းလည်းမကောင်းခံယူချက်ပိုင်းလည်းမကောင်းအေးယူရိုပါလိရောက်ပြီဆိုလို့ကတီးပြီဒါမှတ်တော့ဟာ တခါလေကျရင်ဂိုးတွေပါပြတ်သွားတော့ကျွန်တော်တို့တော့မျက်လုံးမျက်စံပြီးဖြစ်သွားတယ် real society နဲ့ပွဲဆိုရင်ပွင့်လင်းပြောရင် society ကပိုပြီးတာတယ်အခုဘီဘာအိုလိုအခြေအနေမျိုးပဲဟာဘီဘာအိုကအပေါ်အသင်းဘာညာဆိုပေမဲ့ United ကိုရှူလို့ပါလိမ့်မယ်အဲ့လိုသွားရှုပ်လို့မရအဲ့တော့ United နဲ့အခုနောက်ပိုင်းစီးပွားရှာရင်မှန်တယ်ဗျာစီးပွားဖြစ်လာတယ်အခုနောက်ဆုံး EP ရဲ့ပွဲတဲ့နှစ်ပွဲဆိုကျွန်တော်သိတယ်ဒီ hoof နဲ့ပွဲเนาะမနိုင်နိုင်ဘူးရှုံးနိုင်တယ်အဲ့တော့ hoof ကျွန်တော်ရွေးတယ် နောက်ထပ်တပွဲအကြောပေးမှုရအပြင်းပြာနော်တကိုးသွင်းအောင်မှတဝက်တွေဘာတွေဘုံမောက်ပေးတယ်အဲက United ရွေးချယ်တိုင်းတည်ကြသွားတယ်ကွက်တိပဲဒါပေမဲ့တကယ် reality အခြေအနေရဆိုရင်ဒီပွဲစဉ်ဟာ United လုံးဝမလွယ်ဘူးအခက်မသိရင်ကျွန်တော်ပြောအခက်မသိရင်နော်အခက်မသိရင် ပထမဆုံးရှုံးပွဲတစ်ပွဲတောင်ကြုံတွေ့ကောင်တွေ့သွားတာဟုတ်ပြီကျွန်တော်တို့အချက်လက်လေးတွေဆွဲထုတ်ပြီးသွားပြီဖြစ်တဲ့အတွက်ကြောင့်အာရှရဲ့အကြောပေးမှုတွေကိုဆက်လက်ဆွေးနွေးကြည့်အောင်ကြောပေးမှုကအမ်ဒါတော့တာမန်ပဲမဟုတ်တော့ပြင်းတယ်လည်းမဟုတ်ဘူးပြော့တယ်လည်းမဟုတ်ဘူးတည်ကြရင်အပြည့်ရှုံးမယ်ဆရာကြီးဌာနနဲ့ဘုံမောက်ပွဲလို့သွားပေးကြည့်တကူတဝက်ဆိုရင်ကျွန်တော် United ပဲရွေးမှာ United လို့အသင်းမျိုးဗျာအဲ့လိုပေးလို့မရဘူးဗျာအဲ့ဒါကြီးကအဆင်မပြေဘူးကျွန်တော်တို့မရွေးရဘူးဒါဘုံမောက်ဆိုရင်အဲ့လိုပေးချထားလိုက်တယ်ဘူကီကကျွန်တော်တွေတက်နိုင်ယူနိုက်တက်ခေါ်လဲယူနိုက်တက်ဘက်ကလိုက်ရတာပဲအဲ့တော့ဒီလိုပွဲမျိုးမှာ နှက်သွားပြီအဲ့လိုရံမပေးရတော့ဘူး တည်ရကြနိုင်တယ် percentage တွေအများကြီးရှိတယ်။ဘာကြောင့်လဲ United ကကျွန်တော်ကပြောရဲအခက်မသိရင်ဆိုရဲအခြေအနေကလွယ်ပြီးကြံတဲ့အခြေအနေမျိုးမှာသူကတည်ရအောင်ကန်ပါမယ်။အဝေးကွင်းမှာမရှုံးဘူးဆိုရင်သူတို့အိမ်ကွင်းမှာအနိုင်မဲရအောင်ပြိတ္တအားနဲ့ဖိကန်လိမ့်မယ်။မကြခင် final တက်တော့မှာဒီနေ့ရာဒီမှာ United တို့ကတခုတည်းသောလမ်းကြောင်းကလည်း Europa League လမ်းကြောင်းပဲရှိတော့အဲ Europa League ရ Europa League မရရင်မင်းတို့သွားပြီ။အဲနောက်နေ့ရာဒီလူခေါ်ဦးရေးတွေမှာပါတိုင်ပတ်ပြီ။အဲတသိန်းလုံးရဲ့ business ရောအောင်မြင်မှုရောဂွန်သိခါပိုင်းအရာရောအကုန်လုံးလွှမ်းမိုးတိုက်ဆိုင်နေတဲ့ tournament တစ်ခုဖြစ်တဲ့အတွက် United ကလည်းအမှားယွင်းခံပါ မဟုတ်အဲ့ဒါကြောင့်ဒီအကြောပေးမှုကိုကျွန်တော်က reasonable ဖြစ်တယ်လို့ထင်ပါတယ်အဲ့တစ်ဖက်က Viva ကလည်းလုံးဝ made in Spain ပဲရှိသမျှကစားသမားတွေအားလုံး Spain ကစားသမားတွေကြီးပဲ nationality ကိုကြည့်မယ်ဆိုရင်တော့ Inaki Williams ကို Ghana လို့တော့ပြထားပါဗျာဒါပေမဲ့ Inaki Williams ကလည်း Spain တက်တန်းလိုက်အသင်းတွေမှာကစားခဲ့မှုတယ်သူကလည်း Spanish လို့ပဲပြောလို့ရတယ်ဗျာအခုနောက်ပိုင်းမှာကျွန်တော်ဂါနာလေရွေးစဉ်အသင်းကိုပြောင်းသွားတာအတူညီအီနာဂီဝီလီယံဆိုဒါစပိန်လေရွေးစဉ်အသင်းမှာပဲကစားနေတာအပြောချင်တာအကုန်လုံးက network ဒီ connection တွေမှာလုံးဝလုံးဝကို athlete ဘီဘာကိုသွားရှင်လို့မရဘူးဆိုတော့ဒီ job ပေးမှုကကျွန်တော်ရွေးချယ်ရတော်တော်လေးခက်တယ်တေချာလေးစဉ်းစားပြီးမှရွေးချယ်ရမယ်အခြေအနေမျိုးပါ တိုတဲကုန်းနဲ့တစ်ချက်ပြန်ချင်းကြည့်အောင်နှလုံးတဝက်ဆုံရှုံခွင့်ပေးထားပါတယ်အဲ့ဒီတိုတဲကုန်းအကျော်ပေးမှုကတော့အရန်တန်တယ်ဗျတသင်းသင်းကဝမ်းစည်းနဲ့နိုင်ပြီးထိန်းကန်သွားမလားစည်းစည်းနဲ့ကန်ပြီးတော့ထိန်းသွားမလားအဲ့လောက်ပဲစိုးရင်ရမှာကျန်တဲ့အခြေအနေတွေဘာမှစိုးရင်ကြရမရှိဘူးဝမ်းဝမ်းโอเคတယ်ကဲပြီးပါဦးတူဝမ်းနဲ့နိုင်သွားရင်တော့အဆင်ပြေတယ်ဗျကျွန်တော်တိုတဲကုန်းတော့ပို့ပြီးတော့သဘောကျနေတယ်တိုတဲကုန်း over ကိုကျွန်တော်ရွေးပေးတယ်ဗျတိုတဲကုန်း over သဘောကျပါတယ်အသင်းရွေးချယ်မှုကတော့ အနေရများတဲ့အတွက်ကြောင့်တေချာလေးစီစီပြီးမှရွေးပါဘီဘာအိုရဲ့အိမ်ကွင်းကစားအရန်ကောင်းတဲ့အတွက်ကြောင့်ဘီဘာအိုကိုရွေးချယ်လို့ရတယ်လို့ယူနိုက်တက်တေခန့်ကစားနိုင်စွမ်းကိုလည်းမေ့ထားလို့မရတဲ့အတွက်ကြောင့်တေချာရင်အပြည့်အဝပျော်ရွှင်ခွင့်ရနိုင်တဲ့ယူနိုက်တက်ကိုလည်းရွေးချယ်လို့ရတယ်ကျွန်တော်ကတော့ handicap test စာရင်တိုတယ်ကိုပဲ over အဖြစ်ရွေးချယ်ပေးချင်ပါတယ်ခေါ်တာကတော့ bookie က over ကိုခေါ်တာပဲမင်း over ရွေးချယ်ဖို့တော့ငါတို့ပပလေးပေးလိုက်တယ်ဒါပေမဲ့မတက်နိုင်ဘူးကျွန်တော် over ပဲရွေးချယ်ရမှာဖြစ်ပါတယ်ခင်ဗျာကဲဘီကတော့ကျွန်တော်ဒီနေ့သင်ကြားရတဲ့ game င်းတဲ့အချက်လက်လေးတွေအနည်းငယ်ပြောပါမယ်။ဟတ်တူအထက်တိုက်တွေ့ဆုံမှုမှာဒီ2012တုန်းကတွေ့ဆုံခဲ့မှုတယ်။အဲတော့က United ဒီအခု United ထက်ပိုကောင်းတယ်နော်။ဒါပေမဲ့ဘီဘာအိုဒီလိုယူရိုပါလိမှာပဲရှုံးခဲ့တယ်။ရှုံးတာမှာနှစ်ကြော့လုံးရှုံးတာ။ Old Trafford မှာ3-2ဘီဘာအိုကွင်းမှာ2-1အဲ့တော့ကြောင့်ဟတ်တူအထက်တိုက်တွေ့ဆုံမှုမှာတမိုင်းဆင်လာတဲ့ရာဘီဘာအိုကအသာစီရနေပါတယ်။ နောက်ထပ်ပိုင်းကဘီဘာအိုအသင်းရဲ့လက်ရှိ current form ရှုံးမဲ့တပွဲပဲတွေ့ထားတယ်အဲ့ဒီပွဲက Real Madrid ကိုရှုံးတဲ့ပွဲပါအကြံတဲ့ပွဲတွေအားလုံးမှာမရှုံးအောင်ကစားထားနိုင်တယ် Les Palmas ကိုနိုင်တယ်ကျွန်တော် Rangers Valagano စတဲ့အသင်းတွေကိုနိုင်ခဲ့တယ်နောက် Valeria Rangers နဲ့ပထမအကြော်တုံးကပွဲတွေကိုတေးကစားထားတယ် အဲ့တော့ကျွန်တော်လက်ရှိ current form လေးကလည်းမစိုးလို့ပြောနိုင်ပါတယ်။ကဲ United ရဲ့နောက်ဆုံး current form ကိုကြည့်မယ်ဆိုရင်တော့နောက်ဆုံး6ပွဲသက်မဟုတ်ဘောနော် United ဒီနောက်ဆုံး9ပွဲသက်တိုင်9ပွဲပျောက်ထားတယ်။အဲ့ဒီ9ပွဲမှာ3ပွဲရှုံးပြီးတော့4ပွဲတည်ရကြတယ်။သူက eBay eBay နဲ့တော့အဲ့လိုမျိုးသွားနေတာပဲ။အဲ့လိုအသင်းမျိုးတွေကလည်းဒီခါလေးကြာရင်ကြောက်ဖို့တော့ကောင်းတယ်။ဆိုတော့ Stats ကပြောရမယ်ဆိုရင် current form က Bilbao အသင်း ပိုကောင်းနေပါတယ်အရေးအကြီးဆုံးအပိုင်းလာပြီဘီဘာဟိုအသင်းရဲ့အိမ်ကွင်း reset ဒီနေ့ရာဒီမှာကျွန်တော်နောက်ဆုံး6ပွဲတွေပါမပြောဘူးเนาะဒီနေ့ရာဒီဘီဘာဟိုအိမ်ကွင်းမှာ16ပွဲနိုင်နေ6ပွဲတည်ကြာကြီး3ပွဲရှုံးထားတယ်ဒါဒီနေ့ပြိုင်ပွဲဆုံးเนาะလာလီဂါတခုလည်းကျွန်တော်ပြောတာမဟုတ်ပြိုင်ပွဲဆုံးမှာဘီဘာဟိုက16ပွဲနိုင်6ပွဲတည်3ပွဲပဲရှုံးတယ်အဲ့ဒီရှုံးတဲ့3ပွဲကိုကြည့်ကြည့်လိုက်အတလက်တီကိုမက်ဒရစ်ဘာစလိုနာအိုဆာဆူနာစတဲ့အသင်းတွေကိုရှုံးထားတာပါမတော်တဆရှုံးတဲ့အသင်းကအိုဆာဆူနာပဲရှိတယ် ဒါတော့မှကိုပါဒယ်ရီမှာရှုံးတာဖြစ်ပြီးတော့ကျန်တဲ့ပွဲစဉ်တွေအရေးကြီးတဲ့ပွဲစဉ်တွေမှာဒါဘာစလိုနာတို့တီကိုတို့ကိုပဲ ရှုံးခဲ့တာဖြစ်ပါတယ်အင်ကွင်းကစားအရန်ကောင်းတယ်စပိန်ကစားသမားတွေနဲ့ကြီးစပိန်နီးပြနဲ့နော်ဗေဗာဒီဆိုတာလေဟိုးရင်ကလေးကအသက်လက်ဘီဘာကိုမတော်ဝင်ထမ်းခဲ့ဘူးတဲ့နီးပြဗျာသူနီးပြဘောအစတင်ထွန်းတောက်စဉ်အချိန်ကာလတည်းအဲ့နောက်ပိုင်းမှာဇလင်စီယာတို့ဗလာရီယာတို့အိုလံပီယာကော့စတိုလာမသိရောက်သွားတယ်တိုးတော့အခုချိန်မှာပြန်ရောက်လိုက်လုံးဝတသွေးတဲ့တသားတဲ့ဖြစ်နေတဲ့အသင်းလို့ပြောရမှာပါအင်ကွင်းကတော့လုံးဝရှယ်ကြီးဖြစ်ပါတယ်ခင်ဗျာကဲယူနိုက်တက်ရဲ့အဝေးကွင်းရက်ဇက်ကိုပြောမယ်ဆိုရင်အခုနောက်ဆုံး6ပွဲမှာသူတို့တပွဲပဲနိုင်ထားတယ်အဲ့ပွဲကလက်စတာစီးတီးကို3ဂိုးပြတ်နဲ့နိုင်ထားတာပါကျန်တဲ့ပွဲတွေမှာရှုံး ုံးတယ်တည်ကြတယ် result လုံးဝမကောင်းပါဘူးဆိုတော့ကျွန်တော်ဂိမ်းကနေချက်လိုက်ရကြည့်မယ်ဆိုရင်လေ athlete ဘီဘာကိုတင်းကပြက်ပြက်တာတာအတာကြီးရနေတယ်လို့ပြောရမှာပါနောက်ဆုံးပိုင်းဘီဘာပိုင်းချင့်ကပ်မှုအနေငယ်လုပ်ပါမယ်ဘီဘာကိုတင်းကတော့ Spain တင်းနေ PP Real Sociedad Nidu သူတို့ possession ကိုအဓိကယူပြီးကစားတယ်တလိန်ချင်းစီဘစ်တက်လေးတွေဖော်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 လာပြီးတော့ပြန်ဘက်အတင်းကိုထိုးဖောက်ဖို့ကြိုးစားတယ် isolation တွေလုပ်တယ် overload လုပ်တယ်เนาะနေရာလွတ်တွေလိုက်ရှာတယ်ဒီထဲမှာ Inaki Williams လို့ကစားသမားမျိုးတွေတိတ်ကြောက်ဖို့ကောင်းတယ် ကစားသမားမျိုးသူ့ကို control လုပ်ဖို့ဆိုရင်အဲ့လောက်ထိလွယ်ကူမနေဘူး United မှာလည်းဟိုပွက်ပန်းနေပြီးတော့ပြိုင်းနေတဲ့ကစားသမားတွေများနေတယ်ဗျာတကယ်ဖိဖိစီစီနဲ့တွန်းတွန်းတိုက်ကစားကြီးတိတ်ပြီးတော့အဆင်မပြေပါဘူးဆိုတော့ United အနေနဲ့ခန်းစစ်ကိုချစ်ချစ်လေးလေးကစားပြီးတော့ pressing နေတော့အရင်ပေးလို့မရဘူး pressing ပေးရင်ကိုယ်ကစားသမားတွေကပေးဖို့အတွက် stamina လုံလောက်မှုရှိပါမလားတက်လုံပိုင်းเนาะဒါမှမဟုတ်ကိုယ်ကာရဲ့ကြက်ခိုင်မှုပိုင်းလုံလောက်မှုရှိပါမလား Ruben Amorim အနေနဲ့တတိတော့ပြုတ်ရလိမ့်မယ် pressing ပေးတယ်ဆိုတာဘာနဲ့အလားတထန်တူလဲဆိုတော့ဟိုကားတစ်စီးကိုလီဘာအတင်းနင်းတယ်လို့ပဲအချိန်တိုင်းတာမန်နင်းတဲ့ ကားတွေထက်မြန်နေဗျအဲ့တော့ pressing pressing ဆိုတော့ဗဇက်ကသာပြောလို့ကောင်းပေမဲ့တကယ်တမ်းမှာအထက်မှာကလေးနဲ့တဲ့အကြောင်းအရာတွေအများကြီးရှိတယ်တစ်ဖက်ကဘစ်တက်အရင်ကောင်းတဲ့အသင်းမျိုး accurate passes တွေအများကြီးယူပြီး position ယူနိုင်တဲ့အသင်းမျိုး Spain နီးပြားတွေအရန်လဲတယ်။တစ်ဖက်အသင်းရဲ့အဲ့တက်လုံချွေစော့တဲ့ပုံစံမျိုးတွေအများကြီးမြင်ခဲ့ရဘူးတဲ့။ ကျော်ပရက်ဆင်လည်းရံပေးလို့မရအောင်မတက်နိုင်ဘူးနောက်တန်းမှာပဲလုံးဝ low block deep block ပုံစံမျိုးနဲ့ရတဲ့အခွင့်အရေးကိုရတယ်လို့ set piece တရားပဲဖြစ်ဖြစ်ဒါမှမဟုတ် counter attack တရားပဲဖြစ်ဖြစ်အပြုတ်ပြီး Ruben Amorin ကစားပါလိမ့်မယ် Amorin ကတော့ကျွန်တော်တို့အတွက်အများကြီးအများကြီးအတွေ့အကြုံအမြင်ယူစပိုင်းရှိတဲ့အတွက်ကြောင့်ကျွန်တော်တို့ကမန်းတလို့ပုံစံမျိုးကစားနိုင်တယ်လို့တခြားနီလန်မျိုးနဲ့လည်းအသုံးတော်ခံလာနိုင်ပါတယ်။အဲ့တော့အနည်းချောရမယ်ဆိုရင်ဒီဘက်တင်ကကင်ကနန်အချက်လေးရအတလက်ဘီဘာဟိုကတာနေတယ်လို့လက်ရှိခြေသွမ်းပိုင်းနဲ့ဘီဘာပိုင်းရလည်းဘီဘာဟိုကရင်ခုန်ခြင်းစရာကောင်းပါတယ်။ဆိုတော့ Twitter ကို over ကိုသဘောကျတယ်ဆိုပေမဲ့လည်းနောက်ဆုံးပိတ်အိတ်နဲ့လွယ်ရွေးချယ်မှုဖြစ် handicap မှာလည်းကျွန်တော် bibar ကိုအသင်းဦးပဲစွန့်စားရွေးချယ်ပေးရင်းနဲ့ video လေးဒီမှာနားကျင်ပါရခင်ဗျအဆုံးထိကြည့်ရှုပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်